ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ဖုန်းထဲမှာသုံးခဲ့ဘူးသမျှ Facebook ကအားလုံးရဲ့ password တွေအားလုံးကိုကျွန်တော်မေ့နေရဆိုရင်တနေရာတွေကနေအလွယ်တကူပြန်ကြည့်လို့ရမယ်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်။တခါတရံကြရင်ကျွန်တော်အရင်တော့ ဟိုအသုံးပြုခဲ့တဲ့ Facebook account တွေပဲဖြစ်ဖြစ်အခုလက်ရှိအသုံးပြုနေတဲ့ Facebook account ကိုပဲဖြစ်ကျွန်တော် password တွေမေ့နေတဲ့အခါမျိုးမှာဆိုရင်ဒီနီလန်းလေးနဲ့အလွယ်တကူပြန်ကြည့်လို့ရပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရဲဒီ Chrome browser တွေကိုအရင်ဆုံးဝင်ရမှာပေါ့နော်ဒီ Chrome browser တွေကိုအရင်ဆုံးသွားလိုက်ပါခင်ဗျာ Chrome browser တွေကိုရောက်ပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ ဘာလုပ်ပြရမလဲဆိုရင်ကျွန်တော်ဒီနေရာမှာ Gmail အကောင့် login ဝင်တဲ့နေရာလေးရှိရပေါ့နော်အဲ့ဒီ Gmail ကတော့ကျွန်တော်တို့ဖုန်းထဲမှာအများအားဖြင့်အသုံးပြုတဲ့ Gmail ဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အဲ့ကျွန်တော်အခုအနီးဝိုင်းမိများလေးထုတ်ပြပေးထားတဲ့ profile လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အဲ့မှာ Gmail က login ဝင်ရတယ်ဆိုရင်အဲ့နေရာလေးကို Gmail က login ဝင်ပေးလိုက်ပါကျွန်တော်အများအားအသုံးပြုနေတဲ့ Gmail ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါတော့ကျွန်တော်ကတော့ Gmail ကတော့မဝင်ပြတော့ဘူးအဲ့ပြီးပြီးဆိုရင်ကျွန်တော် Gmail က login ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီတောင်းမှာရှိတဲ့ ဒီ SL 430ပေါ့နော်ဒီကျွန်တော်မြှားထုတ်ပြပေးထားရဲ့ဒါမှ SL 430ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒီ SL 430ကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘေးမှာ setting ဆိုပြီးတော့ဒီ setting icon လေးနဲ့ပေါ့နော်အဲဒီ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာအဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ စတင်စွာလေးကိုနှိပ်လိုက်ရင်ကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ဂျီမေးကိုကျွန်တော်ဟုတ်မဟုတ်ကိုဒီမှာအလွယ်ကူကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မဟုတ်ဘူးဆိုရင်လည်းအဲ့ဒီဂျီမေးနေရာလေးကိုနှိပ်ပြီးတော့ log လုပ်ပြီးတော့ကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ဂျီမေးကိုစာရင်ဝင်ပြီးလို့ရပါတယ်ခင်ဗျာအဲကျွန်တော်ကတော့ဒါအမြဲတမ်းအသုံးပြုနေတဲ့ဂျီမေးပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျာအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာ Google Password Manager ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီ Google Password Manager ဆိုတာလေးပေါ့နော်အဲ့ဒီဟာလေးကိုတွေ့အောင်ရှားလိုက်ပါရှားပြီးရင်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါခင်ဗျာ အဲဒီနေရာမှာကျွန်တော်တို့ Google Password Manager ဆိုပြီးရှာလိုက်တယ်။ဒီမှာအများကြီးဒီလိုမျိုးပေါ်လာပါလိမ့်မယ်။အဲ့အများကြီးတည်းကမှာကျွန်တော်တို့က Facebook Password ကိုပဲကျွန်တော်ကတည်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာ share box လေးရှိရပါတော့။ကျွန်တော်အခု၄တော့အနီလေးဝိုင်းပြီးတော့ဒီမြားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်။အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျ။အဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးကျွန်တော် Facebook လို့ရေးရှာလိုက်ပါ FAC FBOK ပို့ပေါ့နော်။ Facebook လို့ရေးရှာလိုက်ရင်ကျွန်တော်ဒီအောက်မှာ facebook.com ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ခင်ဗျ။ဒီလိုမျိုးလေးပေါ့နော်။အဲ facebook.com ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ။ အဲ့ဒီနေရာမှာမိတ်ဆွေတို့ကဖုန်းဆက်ခရင်ကမဲနေမလားတော့မသိဘူးကျွန်တော်ဘာလို့ခိုင်းတာလဲဆိုရင်အဲ့ Facebook ဆိုတာလေးကိုနှိပ်လိုက်ရင်သူကကိုဖုန်းမှာရှိတဲ့ user log ကိုဖွင့်ခိုင်းပါလိမ့်မယ်ဖင်ကားဆိုလဲဖင်ကားကျွန်တော်ပတ်တန်ဆိုလဲပတ်တန်ပင်ဆိုလဲပင်ပေါ့နော်အဲ့ log လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါအဲ့ဖွင့်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတန်းစီပြီးတွေ့ရပါလိမ့်မယ်အဲ့ကျွန်တော်ဒီနေရာမှာကို ဖုန်းထဲမှာအသုံးပြုခဲ့တဲ့ Facebook ကဘယ်နှခုကိုပြန်ကြည့်လို့ရမလဲဆိုတာပါကျွန်တော်ဒီနေရာမှာတစ်ခါလေးကြည့်လို့ရရပါတော့ဒါဆိုရင်ကျွန်တော်သင် Facebook က16ခုပေါ့နော်အကောင့်16ခုကိုပြန် password ပြန်ကြည့်လို့ရရဆိုရနေထားပါဒီနေရာမှာ3ဟို3ကောက်လို့ပုံနေဆိုရင်ဒါ Facebook က3ခုကိုကျွန်တော် password ပြန်ကြည့်လို့ရရဆိုရနေထားပါတော့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ရပါပြီခင်ဗျာအဲကျွန်တော်ဘယ်လိုမျိုးကြည့်ရမှာလဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော် sample တစ်ခုပြပေးမယ်အခုနည်းနည်းဆွဲလိုက်ရင်ဒီမှာကျွန်တော်တို့ ကြည့်ကျင်တဲ့ Facebook အကောင့်ရဲ့ Gmail ကိုကျွန်တော်တို့ဒီအပေါ်မှာတွေ့နိုင်တယ်ပေါ့နော်။ဒါ Facebook ကောက်ဖွင့်ထားတဲ့ Gmail ပေါ့နော်။ဒါမှမဟုတ်ဖုန်းနဲ့ပတ်ဆိုလဲဖုန်းနဲ့ပတ်နဲ့ပေါ့နော်။မှာပုံနေပါလိမ့်မယ်ဗျ။ဒါဆိုရင်အဲအဲ့ဒီ Facebook ကောက်ရဲ့ကျွန်တော်တို့ password ကို ဒီဂျီမီနဲ့ဖွင့်နိုင် Facebook ကပဲ password ကိုသိကျင်နေဆိုရင်ဒီအောက်မှာရှိရဲ့ဒီအဆက်ကလေးတွေပဲပေါ်နေရပါတော့နော်ဒီအဆက်ကလေးပဲပေါ်နေရဲ့ဒီနောက်မှာရှိရဲ့ဒီမျက်လုံးပုံစံလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီမျက်လုံးပုံစံလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီမျက်လုံးပုံစံလေးပေါ့နော်အဲမျက်လုံးပုံစံလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ password ကိုကျွန်တော်တို့ဒီမှာဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်အခြား အော်ဂျီမီနဲ့ဖွင့်ထားတဲ့ Facebook account တွေကိုလည်းကျွန်တော်အလွယ်တကူဒီမှာဝင်ပြီးတော့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူဝင်ကြည့်လို့ရပါတယ်ဒီနီလန်းလေးကလူတိုင်းရနိုင်တယ်လို့မဆိုလို့ပြင်မဲ့ရောက်တရမှာရောက်80လောက်တော့ရနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်အခုနောက်ပိုင်းပေါ့နော်အခုနောက်ပိုင်းမဟုတ်ပါဘူးလွန်ခဲ့တဲ့3နှစ်လောက်တည်းကကျွန်တော်တို့ဒီဖုန်းမှာဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ်ဒီ Gmail account တွေတုံးနေဆိုရင် ဒီ account တစ်ခုခု log in ဝင်ပြီဆိုတာနဲ့ password ကိုသူက auto save ပေါ့နော်ဒီ auto save မလားလို့မေးရဲအဲ့ဟာကိုကျွန်တော်တို့ကတစ်ခါ save လိုက်တာနဲ့နောက်ပိုင်းမှာ auto save သွား auto save ပြီးမှတ်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီလန်းလေးကဒါမိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဒါကကျွန်တော်ဖုန်းမှာပဲမဟုတ်ဘူးပေါ့နော် computer မှာလည်းဒီနီလန်းအတိုင်းပြန်ကြည့်လို့ရပါတယ်ကို Facebook ကိုရဲ့ Facebook account password တွေကိုမေ့နေဆိုရင်ဒါအလွယ်ကူဆုံးပြန်ကြည့်လို့ရမယ်နီလန်းလေးပဲဖြစ်ပါတယ်ဗျအဲနောက်ထပ်နီလန်းလေးလည်းရှိသေးရဲ့ပေါ့နော်နောက်ထပ်နီလန်းလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ဆက်ပြီးတင်ပြီးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်ဒုက္ခသည်တို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ